ဟယ်လိုအားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ဝင်းမြပြေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့သူများနိုင်ငံခရီးသွားတဲ့အခါမှာကိုယ်နဲ့တူတူတည်သွားလို့ရတဲ့ hand carry ထဲမှာဘလူးပစ္စည်းတွေကိုအဓိကထားပြီးတော့ထည့်တင်နေဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ဟယ်လိုအဆုံးထိကြည့်ပေးကြပါဦးနော် โอเคနံပါတ်1အနေနဲ့ကတော့ passport ပဲဖြစ်ပါတယ်ဒီ passport မပါဘူးဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ပြည်နိုင်ငံကိုမှသွားလို့ရမှာမဟုတ်ပါဘူးအဲဒါကြောင့်မလို့ခရီးသွားလို့ရှိရင် passport ကိုအဓိကထားပြီးတော့ထည့်ပေးပါနံပါတ်2အနေနဲ့ကတော့အရေးကြီးတဲ့စာရမ်းတွေပါဥပမာမှတ်ပုံတင်လင်းလမ်းမဟိုတယ်ဘွတ်ကင်ဘန်စတိတ်မန့်နဲ့ကိုဗစ်စီထိုးထားတဲ့စာရမ်းအဲ့အစရှိတဲ့စာရမ်းတွေပဲဖြစ်ပါတယ်ကျွန်တော်ဆိုလို့ရှိရင် make ဒီကို define မူရင်းတွေကို define ခွဲပြီးတော့ထားထားတယ်ပေါ့နော်နောက်တစ်ခုကတော့ power bank နဲ့ charging joy တွေစုထည့်ထားတဲ့အလေးပဲဖြစ်ပါတယ်တခုတတိထားမှာက power bank ကို1000 mAh ကျော်လင်းမို့တည်ဆောင်ခွင့်မရှိပါဘူးเนาะအဲ့ဒါလေးကိုတတိထားစေချင်ပါတယ်နံပါတ်5အနေနဲ့ကတော့ cash ပါ သူမပိုင်ဘာမှလုပ်လို့မရတဲ့အရာလေးတခုပေါ့နော်ခရီးသွားတဲ့အခါမှာကဲနောက်ထပ်ဒီလိုကြည့်ရတဲ့အခါတော့တကယ်တော့အရာတော့ကိုတောက်နေကြစီကိုသွားမှနိုင်ငံမှာမူတည်မှာကျွန်တော်ကန်ရှင်ရင်းနဲ့ခေါင်းလဲထားတယ်မှာတိုင်းလို့ရှိရတယ်တော့ဒီမှာပြောက်စံကြောင့်အစာအိမ်ကြီးတွေဒါမျိုးနဲ့ကိုသွားလို့ခွာအောင်ရှင်နဲ့မင်းရဲ့မှာနဲ့လည်းဖြစ်သွားမှလည်းတော်လားကိုရင်းမှာတောက်နေကြစီလို့နော်ကိုနဲ့မကွာဆောင်ရတယ်ဟဲ့ဒီနဲ့တပါးနဲ့ထဲတဲ့ပေါ်ကျန်ပြီးညနေပစ္စည်းလေးရတော့ laptop ပဲဖြစ်ပါတယ် laptop ကို latin ရှင်းမှာလည်းထည့်သည်လို့ရတယ်ဆိုပေမဲ့ကွဲမှာရှာမှာဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ hand carry နဲ့ထည့်သည်တာအကောင်းဆုံးမှာတည်တဲ့အခါမှာလည်း laptop ရော laptop charging လေးပါတစ်ခါတည်းယူဆောင်လိုက်ရင်တော့အဆင်ပြေတာပေါ့နော်အဲ့ဒီခါကိုယ်ရယ်ဆိုရင် hand carry တွေကလည်းအလွယ်တကူထုတ်ပြီးတော့သုံးလို့ရတာပေါ့နော် ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာဒီနေ့ဝင်မျှပြသွားတာကတော့ခရီးသွားလာမယ်ဆိုလို့ရှိရင် hand carry ထဲမှာဘလူးပစ္စည်းတွေကိုအဓိကထားပြီးထည့်တင်လဲဆိုတာကိုပြပြပေးသွားတာဖြစ်ပါတယ်နောက်တစ်ပတ်မှာလည်းဘလူးဗီဒီယိုလေးတွေထပ်ပြီးတင်မယ်ဦးမလဲဆိုတာကိုစောင့်မျှော်ကြည့်ပေးကြပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ် bye bye